င်္ဂလာပါရှင်ရှယ်ရီလာပိုင်မွန်ကနေကြိုဆိုပါတယ်ရှင်။အာဒီနေ့ကတော့မွန်တို့ဒီအဲထေရိုပညာနဲ့ပတ်သက်ပြီးတော့ပေါ့နော်။မေဂျာအခေါ်နာလေးတွေကိုလေ့လာတာဒါနောက်ဆုံးရက်ပေါ့နော်။အဲ့တော့အပိုင်း၃ပေါ့နော်။ အပိုင်းသုံးဖြစ်ပါမယ်။ဆိုတော့ဒါမေဂျာအခမ်းအနားလေးတွေကိုမွန်ပြောပြလာခဲ့တာ။အခုဆိုရင်ဟိုနက္ကနံဘတ်16ကိုရောက်ပြီပေါ့နော်။အဲ့တော့ကနံဘတ်16ကနေစပြီးတော့ပြောပြမှာဖြစ်ပါတယ်ရှင်။ဆိုတော့ intro ကအပိုင်း1မှာဒါအများကြီးပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မို့ဒီအပိုင်း3မှာတော့ cut တွေနဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးတော့ပြောသွားမယ်ပေါ့နော်။အဲ့တော့မနေ့ကအပိုင်း1မှာကနံဘတ်15 the devil နဲ့အဆုံးသတ်ထားတယ်ပေါ့နော်။အခုဒီ အာဒီနေ့ပေါ့နော်ဒီနေ့မှာတော့ခတ်နံပါတ်16တထဝါနဲ့စမှာဖြစ်ပါတယ်အဲ့တော့အာဒီတထဝါဆိုတော့ဒီနမိတ်ပုံကပေါ့နော်အဲ့မင်းတို့ဒီမှာရုတ်တရက်ကြီးဟဲ့တထဝါကြီးဆိုပြီးတော့တွေးလိုက်ရင်တော့အာနည်းနည်း อืมစင်မပြေပါမလားမကောင်းလားမသိဘူးဘာညာပေါ့เนาะအဲ့ဒီလိုမျိုးလေးတွေဒါထင်အထင်ကြရတယ်မှတ်သားထားကြတာလေးရှိမှာပေါ့เนาะဒါပေမဲ့အခုဒီ terror တိမ်မှာပေါ့เนาะအော်ဒီ tower ကြီးကြလာပြီးတော့ဟဲ့ကောင်းလိုက်တာဟဲ့ဆိုတဲ့ဟာမျိုးတော့အာမရှိဘူးပေါ့เนาะတို့များသောအားဖြင့်မရှိတတ်ဘူးပေါ့เนาะတို့ပဲမဲ့လဲ ဓာတ်ရုံမြင်ပြီးတော့ထိတ်လန့်သွားဖို့မလိုဘူးဆိုတဲ့ဟာလေးကိုမွန်းအရင်ဆုံးပြောပြပေးခြင်းနဲ့တတ္ထဝါဆိုတဲ့နမိတ်ပုံကတော့ပြောရရင်ဖောင်ဒေးရှင်းမကောင်းတဲ့အရာတွေအကုန်လုံးပျက်စီးတယ်ပေါ့ပြောရရင်ပေါ့နော်အဲ့တော့မွန်းကဒီကတ်ကိုသဘောအဲဒီစပြီးတော့ပေါ့နော်မြင်ကလေးကသဘောကျတာတခုကကြတော့ဖောင်ဒေးရှင်းကကောင်းအောင်လုပ်တာဒီတာဝါကိုတွေ့ရင်ဖောင်ဒေးရှင်းကကောင်းတယ်ဆိုရင် အပေါ်ယံနေပြည့်စည်သွားမှာကို့အပေါ်မှာအပေါ်ယံတို့ဘာတို့ညာတို့အဲ့ဒီလိုမျိုးလူမှုဆက်ဆံရေးတွေပြည့်စည်သွားမှာနော်ဆိုတဲ့အရာကိုတွေ့တယ်။အဲ့လိုမျိုးမောကကြတော့ခံစားရတယ်ပေါ့နော်။ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုတော့တကယ်ပေါ့နော်ဟိုဘယ်လိုကောင်းမလဲကို့မှာ အဲထလိုက်ပါတော့အသက်ထဝါကြတယ်ဆာမွေးအောင်မလားတို့ဘာတို့ပေါ့နော်အဲ့ဒီလိုမျိုးမေးတဲ့မေးခွန်းမျိုးမှာပေါ့နော်တထဝါကြတယ်ဆိုရင်မင်းတို့ကနောက်ကပ်လေးတွေကိုလည်းကြည့်ရအောင်နော်ဆိုတဲ့အခါကျတော့အဲ positive ကောအဲ negative ကောတွေးလို့ရတယ်ဒါမွန်တွေးပြမယ်ပေါ့နော်ပြောပြမယ်ပေါ့နော်ဒါကြီးကိုကြားလိုက်တယ်ဆိုတော့ဟဲ feel ဖြစ်နိုင်တယ်နော်ဆာမွေးကြနိုင်တယ်နော်ဆိုတာကြီးနဲ့အဆုံးသတ်တော့လို့မရအောင် အဲအမဆာမွဲကြမလားဆာမွဲအောင်မလားကြမလားမိဖြစ်မဲ့ဆာမွဲအောင်မလားအင်တာဗျူးအောင်မလားလို့မင်းထေထားပြီးပြီဆိုရင်တော့မနို resort ကိုကြည့်ရမှာပေါ့เนาะထေထားပြီးပြီဆိုရင်တော့ resort ကတော့နည်းနည်းလေးအဲဟို အောင်မြင်နိုင်ခြေရာဂိုင်းတော့100%မရှိဘူးเนาะဒါမျိုးလေးတော့မနှုတ်ပြောလို့ရပါဘောเนาะတကယ်လို့မဖြစ်ရသေးတဲ့ခလေးတွေအင်တာဗျူးမဖြစ်ရသေးဘူးဒီအင်တာဗျူးကအဆင်ပြေပါမလားအမရေเนาะအဲ့လိုမျိုးများမေးခဲ့ရင်ဆောင်းမွဲကဖြေနိုင်ပါမလားအမရေအဲ့လိုများမေးခဲ့တယ်ဆိုရင်တော့မောကတော့အာမဖြေနိုင်ဘူးခေတို့ဘာလို့မောစီမှာအဲ့အဖြေရှိမှာမဟုတ်ဘူးဘာလဲဆိုတော့စာရလားစာတေချာချက်ပြီးပြီလားဖြေနိုင်မလားမမေးနဲ့စာတေချာချက်ပြီးပြီလား ကိုယ့်ရဲ့ scale ဒါ foundation ကောင်းနေတယ်ဆိုရင်ရတယ်เนาะကိုကစတိချရနေဆိုရင်ဘာလာလာ surprise မေးခွန်းနေတော့ရှိနိုင်တယ်เนาะเนาะနည်းနည်းပေါ့อืมနည်းနည်းတွေးဝေသွားမယ်စဉ်းစားရမယ်အချိန်ပေးရမယ်မေးခွန်းမျိုးတွေအဲ shock ဖြစ်သွားစေမယ်เนาะမေးခွန်းမျိုးတွေတော့ရှိနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့နော်ကိုယ့်ရဲ့ skill ကိုကိုကိုယုံကြည်မှုရှိပါကိုယ့်ရဲ့ skill ကိုမယုံကြည်ဘူးဆိုရင်တော့ fail ဖြစ်မှာကြာရှုံးတတ်တယ် ယုံကြည်မှုရှိပါဒါမျိုးလေးတွေပြောလို့ရတာပေါ့နော်အဲဟို relationship တို့ပါလို့ဆိုရင်လည်းနည်းနည်းလေးအာထိန်ထိန်သိမ့်သိမ့်နေကြတော့တယောက်ကိုတယောက်ခံခံမြမြဲလေးဖြစ်အောင်ကြိုးစားကြတော့လို့အမောကတော့ဒါပဲပြောဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့တထဝါဆိုတဲ့ energy က surprise ဆိုတဲ့ energy တွေလည်းရှိတယ် shock ဖြစ်စေတယ်နော်ရုတ်တရက်ကြီးတယောက်တယောက်အစဉ်ပြေနေရတဲ့ခြေထောက်ကနေမှရုတ်တရက်ကြီးဘာထပေါ်လာမှန်းမသိဘူး နော်အနောက်ရှက်တွေပေါ်လာလာမျိုးဒါမျိုးလေးရှိတတ်တယ်နော်တို့နော်ပစ္စည်းကိန်းတွေရှိတတ်တယ်တတိထားနှစ်ယောက်စလုံးဂျွန်းထိုးမောက်ကုန်ဖြစ်မယ်နော်ဒါမျိုးလေးတွေပေါ်နော်ကိုတယောက်တည်းတော့မဟုတ်ဘူးနှစ်ယောက်စလုံးဂျွန်းထိုးမောက်ကုန်ဖြစ်မယ်ကဲမြင်းမြဲမြင်းမြန်ဖြစ်အောင်သာစူးစမ်းထားမွားတော့ဒီလိုပဲပြောပြပေးမှာပေါ့နော်ဆိုတဲ့ခါကျတော့အရင် shock ဖြစ်သွားစရာမလိုပါဘူးဒီထဝါကတ်တွေလဲနော်အဖြေတွေကအများကြီးရှိအောင်နော် โอเคဒါဆိုရင်တော့နောက်ထပ်တစ်ခါကကြာတော့ကဲဒါထာဝါနဲ့နည်းနည်းပူဆက်ပူလောင်ဖြစ်ပြီးဆိုရင်တော့အေးချမ်းမှုလေးတွေစီတွားကြမယ်ပေါ့ဒက်စတာเนาะသူကတော့အေးချမ်းတယ် တော့အေးစစ်စစ်ပဲအေးစစ်စစ်အေးချမ်းချမ်းเนาะအဲ့လိုအဲ့လိုပုံစံမျိုးလေးပေါ့နော်သူကလုံးဝယူတာနဲ့ဖြူစင်တဲ့အေးစေးတဲ့ healing ဆိုတဲ့ energy ကိုရှိတယ်ပေါ့နော် tester မှာက healing ဆိုတဲ့ energy တွေရှိပါတယ်เนาะအာပြီးတော့နောက်ထပ်တစ်ခုကကြာတော့ဒီမှာပေါ့နော်ရှင်းမြောင်းခြင်းသူ့ရဲ့ energy အရာဆိုရင်လည်းဒါအရင်ကောင်းတဲ့အဆောင်ရှာကောင်းတွေရှိတယ်เนาะဒီလိုမျိုးဟာလေးတွေကိုအာ ဘယ်လိုကောင်းမလဲ healing ဖြစ်စေတယ်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့မျောလင့်ချက်တွေအိမ်မက်တွေအကောင့်ထဲပေါ်လာနိုင်တယ်ကိုယ့်ရဲ့အိမ်မက်တွေကိုဆက်မှတ်သွားအမသမီးဖြစ်ကျင်တဲ့အရာလေးတွေဖြစ်မှလားလို့မေးရင်လည်းအိမ်မက်တွေကဆက်မှတ်သွားလောက်ရှာရှိတာလောက်သွားနော်တကယ်လက်တွေ့ reality မှာလဲစူးစမ်းအိမ်မက်တွေကိုလည်းဆက်မှတ်သွားအဲ့လိုမျိုးလေးနဲ့ကိုလှုပ်ရှားရှိတာလှုပ်သွားတူတူဖြစ်လာစရာရှိတာဖြစ်လာမယ်အိမ်မက်တွေက dreams come true ဆိုတဲ့ဟာလေးကတော့တစ်ချိန်တော့ဖြစ်လာမှာပါကိုကတော့ မလျှော့တမ်းပဲဆက်ပြီးတော့ကြိုးစားသွားเนาะအေးချမ်းချမ်းစိတ်အေးချမ်းချမ်းလေးနဲ့ကနေဒီလိုပဲအဲအဲ့အတိတ်ပဲပဲရတယ်เนาะအဲ့တော့ wish to hopes to เนาะမျောလင်းချက်မအပြင်ဆုံးနိုင်အောင်မလားအမင်းမျောလင်းချက်ရှိပါတယ်ဒါပြောလို့ရတာပေါ့เนาะဆိုတော့အခါကျတော့ the star ဆိုတဲ့ energy လေးက healing ပါ မျောလင်းချက်တွေရှိတယ်အဲအဲ့လိုမျိုးအနေထားလေးရှိပါတယ်ရှင် โอเคနောက်တစ်ခုကတော့ the star ပြင်တော့ the moon ပေါ့เนาะအဲ့တော့ the moon ရဲ့ energy ကိုကြည့်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 ပေါ့เนาะ the moon ရဲ့ energy မှာရိုးဝတ်ချက်တွေအများများတယ် the moon တို့ရဲ့အနေထားပေါ့เนาะအဲ့တော့ဒီလမင်းပေါ့เนาะလမင်းကိုကြည့်ကြည့်လိုက်သူသူကြည့်ရအေးချမ်းနေရောပဲဒါပေမဲ့တကယ်တမ်းသူ့အနားရောက်သွားရင်ပူဆက်ပူလောင်ဖြစ်တာပဲเนาะပူနေရောအိုးရကျင်တော့အေးချမ်းတယ် ခက်ဝဲဝဲနေတာကောင်းတယ်အဲ့လိုမျိုးเนาะနည်းနည်းလေးအနီရောက်သွားရင်နပူတတ်တယ်အဲ့လိုမျိုးအနေထားမျိုးလေးတွေရှိတယ်ပြီးတော့နောက်တစ်ခါကျတော့လာဆွေးငင်ရကောင်းတယ်လေเนาะအဲ့တော့ affection ရှိတယ်ဒီလိုမျိုးလေးတွေအဲတတ်မှတ်ကြတယ်ဒါပေမဲ့ဒါလာမင်းနဲ့ပင်လယ်ရဲ့သဘောတရားပေါ့เนาะအဲ့တော့ ညှို့ထက်သောပင်လယ်ဆွဲငင်သောလာမင်လေးဟုတ်တယ်မို့လားအဲအဲ့ဒီ energy မျိုးပေါ့ဆိုတဲ့အခါကျတော့ဒီ the moon energy ကြတယ်ဆိုရင်ဆွဲဆွဲငင်မှုပေါ့နော်တယောက်ကိုတယောက် attraction တွေရှိတယ်နော် attach တွေဖြစ်ကြတယ်ဒါပေမဲ့တယောက်တယောက်ကြတယ်မှာနီးစပ်ဖို့ခဲရင်းတယ်မနာလိုတဲ့သူတွေဝန်တိုတဲ့သူတွေဘာတွေအများကြီးရှိတယ်အဲ့တော့ကျမရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာမှလားကျွန်တော်ဖြစ်ချင်တာလေးတွေဖြစ်မလားဆိုတော့ကျွန်တော်အိမ်မက်တွေတော့စက်မှတ်သွားဒါပေမဲ့ စူးစမ်းရအောင်မယ်နော်လိုအပ်ချက်တွေရှိသေးတယ်နော်လိုအပ်သေးတယ်နော်စူးစမ်းသွားနော်ဇွဲတော့မလျှော့နဲ့ခက်ခဲပြီးတော့အများကြီးကြုံရလိမ့်မယ်ဒီလိုမျိုးတွေတော့ရှိတာပေါ့နော်အဲ့တော့ဒါ the moon ဆိုတဲ့ energy ဖြစ်ပါတယ်နောက်တစ်ခုကတော့ the sun ပေါ့เนาะ star ရယ် moon ရယ် sun ရယ်ပေါ့เนาะဟို ကောင်းခင်ကြီးပေါ်က energy လေးနော်ဆိုတော့ကကြတော့တဆန်ဒီတဆန် energy လေးကိုကြည့်ကြည့်လိုက်ရင်တော့ပျော်စရာရမ်းကောင်းတဲ့ကတ်ကလေးပေါ့အဲ့တော့ဒီကတ်ကလေးကအာမလို့ထဲရုတ်မှာဆိုရင်အရန်ပျော်ရွှင်ရတယ်ဆိုတဲ့ကတ်မျိုးပေါ့အာကျမရဲ့ဒီအာဖြစ်တင်တဲ့ဆန္ဒတွေအောင်မြင်မှာလားဆိုရင်ဒီကတ်ကလေးကြလာရင်ရပျော်ရွှင်စရာကောင်းမှာပါနော် အဲ့တော့ happy life လေးတွေရမယ်ဒီလိုမျိုးလေးပြောတာပေါ့ပြီးတော့အဆောင်လျှောက်ကြီးအဆောင်လျှောက်ကလည်းကောင်းတယ်เนาะစူးစမ်းသွားတော့ဒီလိုမျိုးပြောလို့ရတာပေါ့ပြီးတော့နောက်တစ်ခုကကြတော့အာ the the sun energy ကကြတော့ဟိုဘယ်လိုပြောပွင့်လင်းနေနော်ပွင့်လင်းနေဆိုတဲ့အနေအထားမျိုးလေးလည်းရှိတယ်လူတယောက်ရဲ့ personalities ကိုမေးတဲ့ the sun ကလေးကြောင့်လည်းတရရတတပွင့်ပွင့်လင်းလင်းပဲစကားပြောပွင့်ပွင့်ရှင်းရှင်းကြီးပဲ နော်အဲ့လိုမျိုးပြောလို့ရတယ်ပြီးတော့နောက်ထပ်တစ်ခုကတော့အာဒါခလေးပေါ့နော်ဒါခလေးစမ်းနေတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးခလေးစမ်းနေတိတ်ပြီးတော့အလိုက်မသိဘူးရှင်းမကြည့်နောက်မကြည့်စကားတွေပြောတတ်တယ်အဲ့လိုမျိုးလေးတွေလည်းဒါတွေကအများကြီးပေါ့နော်သူ့ရဲ့ energy လေးတွေကအာ terror မှာကြတော့အာတခုတည်းကိုစာချက်ထားလို့မရဘူး terror ကကြတော့လေဘ ഹു တုတ္တကလည်းဒါစာမြများဖတ်ရတယ်ပြီးတော့နောက်ကလူမှုရေးဘိုင်းတွေပေါ့နော် အဲကိုလည်းကိုကတိထားတယ်လိလာထားတယ်စัจချထားလို့မရအောင်ထဲတော့ဆိုတဲ့သဘောတရားကပညာပညာရက်ကလေးเนาะအဲ့ဒါလေးတော့ရှိတယ်เนาะဆိုတော့နောက်တစ်ခုအကြတော့အာဒီကကလေးကြာလာရင်တော့ဒါကလေးတွေနဲ့လည်းသက်ဆိုင်နေပေါ့เนาะအဲ့တော့ဒါအာ personalities ကိုမင်းခုနပြောသလိုမျိုးတကလေးဆန်တယ်เนาะနည်းနည်းကလေးဆန်နေဆိုတဲ့ပုံစံမျိုးလေးတွေရှိတယ်အာ အဲတချို့ case လေးတွေမှာဆိုရင်ဒါကလေးတို့ဘာလို့ ਨੇ ဆက်ဆက်ပြီးတော့အဲ့လိုမျိုးမေးချင်တာတွေเนาะဒါကိုဝင်ကိုဝင်ကိစ္စတို့ဘာလို့ပေါ့เนาะအဲ့လိုမျိုးလေးမေးချင်တယ်ဒီကကလေးကြောင့်လားဆိုရင်တော့ဒါဆိုရင်တော့ကိုဝင်ရကိန်းရှိတဲ့ကလေးလေးတွေပါလေပေါ့เนาะအဲကလေးအကျိုးပေးတဲ့ဒီလိုမျိုးလေးတွေအဲအများကြီးပေါ့အဖြေလေးတွေရှိတတ်တယ်ပေါ့နော်ဒါတော့ the sun cat ကလေးဖြစ်ပါတယ်ညံကောင်းနေပွင့်လင်းနေရိုးသားတယ်ရှင်းရှင်းလင်းလင်းရှိတယ်အဲ့ဒီအနေအထားမျိုးလေးပါ ဒါတော့ပြောစရာအကောင်းဆုံးကတ်လို့ပြောလို့ရပါတော့เนาะတဆန်းကတ်ကလေးရတော့ခါလေးကြရင်လည်းတဆန်းမှာကြာပါဖြစ်တယ်လဲဆိုတော့ကိုမသိချင်တဲ့ဟာကြီးလဲရှင်းရှင်းလင်းလင်းသိလာရလိမ့်မယ်ပေါ့အဲ့တော့တချို့လျှို့ဝှက်ကိစ္စလေးတွေအဲသိလာရလိမ့်မယ်လို့ပါလို့ဒါမျိုးလေးတွေလည်းပါတတ်တယ်ပေါ့เนาะနောက်ထပ်တစ်ခုကကြတော့ judgment judgment ဆိုတဲ့ energy အရာကတော့အာဒါက အာဘယ်လိုပြောမလဲပြန်လဲနိုးထခြင်းပေါ့နော်အဲ့တော့ပြန်လဲနိုးထခြင်းဒါဒီကိုယ့်ရဲ့အဆောင်ရှောက်တွေเนาะကိုယ့်ရဲ့ ဒီအကိုစောင့်ရှောက်တဲ့သူတွေကိုကူညီတဲ့သူတွေမားစားတဲ့သူတွေဒါတွေရဲ့ယေရှုတော်တွေကြောင့်ဒါတွေရဲ့ယေရှုတွေကြောင့်ပြန်ပြီးတော့ကိုယ့်ရဲ့ဘဝအသက်တစ်ပတ်ပြန်လဲနိုးထလာတယ်ပြန်လဲမွေးဖွားလာတယ်ဆိုတဲ့အနေအထားမျိုးလေးတွေမှာရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ဒဏ်ရာတွေကိုကုစားပြီးတော့တစ်ပတ်ပြန်လဲနိုးထလာတဲ့သူမျိုးလေးတွေဒီ energy များအများကြီးရှိကြရယ်ပေါ့နော်ကြွေကြတော့လဲဒါနေမကောင်းဖြစ်နေလဲ judgment energy လေးဒီကက်ကလေးကြလာဆိုရင်တော့ပြကင်းကုတာ ကုသလို့ပြခင်သွားမှာပါဆရာကောင်းတမကောင်းတွေ့မှာပါဆေးကောင်းဝါကောင်းနေနဲ့ကြုံရမှာပါဆိုပြီးတော့မင်းတို့ကလူမျိုးအာယူဆလို့ရတယ်ပေါ့နော်ဆိုတော့အာတချို့တွေစိတ်ဓာတ်တွေကြလမ်းနေပြောင်းနေသူလေးတွေမှာ judgement count လေးတွေ့ပြီးဆိုရင်တော့အဲဘာမှစိတ်မပူနဲ့ အဲတိတ်မကြခင်အဆင်ပြေသွားလိမ့်မယ်နော်အဲ့တော့ကြိုးစားပါပြန်လဲရုံထွက်ပါပြန်လဲနိုးထပါအသစ်တစ်ပန်းပြန်လဲမွေးဖွားပါတိဆောက်ပါမွန်းတို့ဒီလိုမျိုးပြောလို့ရတာပေါ့နော်ဆိုတဲ့အခါကျတော့ကောင်းတယ်အဲ့တော့တကယ်လို့ oversee သွားခြင်းနေပေါ့နော်နိုင်ငံခြားသွားခြင်းနေအမအဆင်ပြေနိုင်လားလို့မေးတဲ့အချိန်မှာဒီကကလေးများကြောက်လာလဲဆိုရင်တော့များသောအားဖြင့်ယာကိုင်နှုံးတော်တော်ကောင်းကောင်းရှိတယ်ပေါ့နော် oversee သွားရနိုင်တဲ့အခွင့်အရေးတွေရှိတယ်ဒါမျိုးလေးတွေရှိတာပေါ့ တချို့အာ relationship တွေမှာဆိုရင်ဒါလေးတွေကတော့ LDRS အခြေအနေလေးတွေဖြစ်တတ်တယ်နော်တယောက်တနည်းအားစီဝင်နေတတ်တယ်နော် ex ပြန်လာမှလားတို့ဘာလို့မေးရင်တော့อืมချိန်နေတော့ तू ကတော့ပြန်ပြီးတော့အာအတိတ်တရားပြန်ဝင်လာပြီကိုနဲ့ပတ်သက်ပြီးတော့ပြန်စင်ပြေလာနိုင်တယ်နော် အာလက်မလျှောက်တဲ့အုံတော့မနုမျိုးပြောလို့ရတာပေါ့နော်ဒါကတော့ judgment energy ဖြစ်ပါတယ်အဲအဲ့လိုမှမဟုတ်ဘူးကိုကအစ်စ်ကိုမျောနေရဆိုရင်လဲဒါအစ်စ်ကကိုကိုအများကြီးကိုဘွားကိုအများကြီးပြန်လဲပြီးတော့ထူထောင်ရေးမှဆောက်ရှောက်ပေးမဲ့အဲကိုရဲ့မိန့်ရှင်လေးပေါ့ဒီလိုမျိုးလေးကြီးလဲပေါ်လာနိုင်တာပေါ့နော်အဲ့တော့ judgment energy လေးကကောင်းတဲ့ energy ပဲများပါတယ်နော် โอเคနောက်တစ်ခုကတော့ဒါနောက်ဆုံးကတ်ကလေးဖြစ်ပါတယ် the world ပါအဲ့တော့ the world ကတ်ရဲ့အတိတ်ပဲကတော့ completion ပေါ့ဒါကိစ္စတစ်ခုဇလန်တစ်ခုအဆုံးတတ်ခြင်းဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်အဲ့တော့ကိစ္စတစ်ခုဇလန်တစ်ခုအဆုံးတတ်တယ်ဆိုတာ happy ending လည်းဖြစ်ရင်ဖြစ်မှာပေါ့ has sad ending လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ပျော်စရာလေးလည်းရှိမယ်ဝမ်းနည်းစရာလည်းရှိမယ်ဒါပေမဲ့ဒီကိစ္စကအဆုံးတတ်မှပိုကောင်းမဲ့ကိစ္စမျိုးမို့လို့ဒီကတ်ကကြားတာ လို့မွန်တော့ကယူဆရပေါ့နော်မွန်ကယူဆရတယ်ဆိုတဲ့ခါကျတော့ the world ကကြတယ်ဆိုရင်ဝင်နေစရာမလိုဘူးပေါ့နော်ကိုရဲ့ဘဝကအတိတ်တပံပြန်လဲမွေးဖွားနိုင်တယ်ဒါမကောင်းလဲပေါ့နော်ဒါဇာတိမိုင်းတစ်ခုပြီးသွားတာနောက်ထပ် episode တစ်ခုလာအောင်မယ်နောက်ထပ် season တစ်ခုလာအောင်မှာနော်ဘာဝမလမ်းလျှော် line နဲ့ဒီလိုပြောလို့ရပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ the world ကကြမယ်ဒါ overseas ကိစ္စတွေပါမင်းမယ်ဆိုရင်တော့ the world ကကလေးကတော့ အဲနိုင်ငံခြား overseas အလုပ်အကိုင်းတော့အလုပ်နိုင်ငံခြားနဲ့ပတ်သက်ဆက်ဆက်ရတဲ့အလုပ်ဓာမျိုးလေးတွေက energy ကောင်းတတ်တယ်လို့မလို့တွေဒါယူဆလို့ရပါတယ်เนาะဒါကတော့ဒါ tarot reading နေအားလုံး tarot major arcana ကတ်ဒီအကုန်လုံးရဲ့ဒါနောက်ဆုံးကတ်ဖြစ်ပါတယ် major ကတ်တည်းရဲ့ပေါ့เนาะဒါနောက်ဆုံးကတ်လေးဖြစ်ပါတယ်အဲ့တော့ completion ဆိုတဲ့ energy လေးရှိပါတယ်လုံးဝ ြီးဆုံးခြင်းပေါ့နော်။ကဲ့ရဲ့နောက်ဆုံးကလည်းဖြစ်တဲ့ကဲ့ရဲ့အတိတ်ပဲအားလည်းပြီးဆုံးခြင်း complete ဖြစ်သွားတယ်ပေါ့နော်။ဒါဆိုရင်အအမအကျွန်တော်ဆောင်ဝဲဒါအကြောင်းနောက်ဆုံးနဲ့ဒါဖြေထားတာကျွန်တော်ချိန်နေကောင်းလားမင်းနော်။အ ိတ်မကြခင်ပွဲယူရမှာပေါ့ဘက်ချလာဖြစ်မှာပေါ့เนาะအဲ့ဒီအနေထားလေးတွေရှိတယ်ဆိုတော့ကောင်းတယ်လို့ပြောလို့ရပါတယ်เนาะဒါကတော့ the world cup ဖြစ်ပါတယ်အဲ့တော့အခုမွန်ကဒီ tarot major arcana လေးတွေကိုမွန်မျှဝေလာတာဒါအပိုင်း3ပေါ့เนาะ3ရက်ဖြစ်ပါတယ်ဆိုတော့မြဝေခဲလို့ဒါတော့ပြီးသွားပြီပေါ့เนาะ major ခက်ကလေးတွေပေါ့အဲ့ဒီမှာမွန်ကအာဒီအဆုံးတက်အနေနဲ့ပေါ့เนาะနှုတ်ဆက်တဲ့အနေနဲ့ပြောပြပေးချင်တာလေးရှိပါတယ်အဲ့တော့ ဒီတဲတော့ဒီအခုမှအခုသင်ပြပေးခဲ့ပေါ့နော်မြဝေပေးခဲ့တဲ့ဒီကတ်ကလေးတွေကအဲတဲတော့ရဲ့တကနဲ့ဦးပုံရိပ်တွေပေါ့နော်ကနဲ့ဦး original rider weight လို့ခေါ်ပါတယ်ဒီကတ် design လေးရလေ original rider weight တဲတော့ရဲ့ original design original design เนาะအဲ့တော့အယောင်တွေရော color တွေရောဘာတွေရော original design ဖြစ်ပါတယ်အဲ့တော့ တကယ်လို့အခုမှစပြီးတော့ terror ကိုစပြီးတော့လေးလာမယ်။အာ terror ကတည်းကလည်းအများကြီးပဲမွန်စီမှာကြည်ရင်ဟိုတော့မှဒီဇိုင်းတွေကလည်းမျိုးကိုစုံးနေတာပဲ။ဘယ်ဟာဝယ်ရမလဲလို့မေးရင်တော့ဒီဒီဇိုင်းကိုဝယ်ပါလို့မောကပြောပြပေးချင်ပါတယ်။နာမည်အနေနဲ့ဆိုရင် original rider weight လို့ခေါ်ပါလေ။နော်။အဲ rider weight terror ပေါ့နော်။ဆိုတော့ ဝယ်တဲ့အခါကြောင်းလဲသူကိုမေးတဲ့အခါကြာရင်လဲဒီပုံစံလေးမှတ်ထားပါတော့အဲ့တော့ writer weight တဲ့တော့ကိုလိုချင်တယ်ဆိုပြီးတော့ဝယ်ပါဒီဟာလေးတွေနဲ့အရင်ဆုံးလေ့လာပါတခြား design တွေကကြတော့ဒီဟာလေးတွေမှာကျွမ်းကျင်သွားတဲ့အခါကိုလိုချင်တဲ့ design ကိုသဘောကျနေတတ်တဲ့ design ကိုအများကြီးအတိအသက် creation တွေလုပ်ပြီးတော့တွေးလို့ရတယ်လေ့လာလို့ရပါတယ်ကနဦး beginner တွေကတော့ဒီဒီ design ကိုပဲဝယ်ပြီးတော့လေ့လာပါလို့မောကအထူးအကြံပြုပေးချင်ပါတယ် ီးတော့နောက်ထပ်တစ်ခုကဒီ tiro cut တွေကအာအရန်စေးကြီးတဲ့ဟာကြီးလည်းရှိတယ်ဈေးသက်တာဟာကြီးလည်းရှိတယ်ဘာကွာလဲဆိုတော့မွန်ကတော့ copy တွေပဲ깟နေတာပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဈေးသက်တာလို့ပါဈေးသက်တာလည်းဆိုပေမဲ့ဟိုးအရင်မဆက်ဆချင်းဝယ်တဲ့လွန်ခဲ့တဲ့နှစ်သုံးနှစ်လောက်ကတော့မှဈေးသက်တာသေးတယ်လို့ပြောလို့ရတာပေါ့နော်အခုဆိုရင်အာ original တို့ဘယ်လိုကောင်းမလဲ acid အဲတကယ် ကုမ္ပဏီတွေကထုတ်တာအနောက်နိုင်ငံကထုတ်တာအစ်စ်တွေမဟုတ်ဘဲနဲ့ copy ပြန်လုပ်ထားတဲ့ဟာလေးတွေပေါ့ဒါမှအတိတ်ဘက်တွေအကုန်တူတူပဲเนาะ copy မို့လို့ energy ကြာနေပိုင်းမရှိဘူးမို့တောက်လျှောက် copy ပဲ깟လာတာမို့လို့ပေါ့เนาะဆိုတဲ့အခါကျတော့အဓိကလူနဲ့အများကြီးမူတည်တာပေါ့เนาะဆိုတော့အာ copy ကိုပဲဝယ်ပါဒါရောင်းတဲ့သူတွေပေါ့เนาะရောင်းတဲ့သူတွေစီမှာတိတိကျကျလေးမေးမြန်းပြီးတော့ဝယ်ပါလို့ပြောပြပေးချင်ပါတယ် original ကြီးတကယ်လို့ကိုတက်နိုင်တယ်တက်နိုင်လို့ original ဝယ်ရဲဆိုရင်လည်းဝယ်ဒါပေမဲ့ဒီ original ဒီ writer weight ကိုဝယ်ပါလို့ မောကတော့အကြံပြုပေးခြင်းနေเนาะအဲ့တော့ဒီကပ်ကလေးတွေကိုမှတ်ထားပါတော့ဒီဒီဇိုင်းလေးတွေမှတ်ထားပြီးတော့ဝယ်ပါလို့ပြောပြပေးခြင်းပါတယ်အဲ့ဆိုရင်မွန်ကိုင်နဲ့အဲတချို့ဓာတ်တွေကိုမောကနည်းနည်းပြောပြမယ်ပေါ့နော်ဘာလေးကွာလဲဆိုတော့ကွာရလေးတွေကတော်တော်လေးကွာရလေးတွေရှိတယ်ဥမာဆိုရင်ဥမာဆိုရင်ဟိုโอเคမြတ်ပြတ်သွားတာပြောနေရင်ဒါမဲ့လည်း တန်းလင်းလေးဆိုဆက်ပြောမယ်နော်နည်းနည်းတော့မာသွားလိမ့်မယ်ဆိုတော့အခုဒီဘာကြီးလဲလို့မင်းရင်လေဒီမှာဒါဥပမာအနေနဲ့ပေါ့နော်ဥပမာအနေနဲ့ဒီဒီဒီကတ်ကလေးနဲ့ပြမယ်အာဒီထဲမှာဆိုရင်အာမမဘာကိုအဓိကပြောချင်လဲဆိုတော့အာ sorry နော် ဒါဆိုရင် the empire မို့လားမို့ရှင်းပြခဲ့တာလေ the empire ဒီ physical ကိုကြည့်ပြီးတော့မွန်တို့တွေကအများကြီးပြောရတာပေါ့နော်အများကြီးကြည့်ရပေါ့မွားကြတော့အာဒီဒီဟာနေတိုင်းနေပါနေတိုင်းပေါ့နော်နေတိုင်းဒီဒီဟာကိုကြည့်နေတယ်လုံးလုံးနေရခါကြတော့မွန်မတ်မိနေရလေအဘလိုပဲညာဆိုပြီးတော့မတ်မိနေတာဒါပေမဲ့ဒီ dark ဒီ dark မှာကြတော့ empire ကဒါဖြစ်နေတာဒါကြီးတခြားစီနော် တခြားစီဒါအဲ့တော့ဒီကတ်တွေကိုရှင်းပြထားတဲ့အာရီဒါတွေမရှိဘူးကွယ်သိလားဆိုတော့အခါကျတော့ဒီဒီဓာတ်တင်မှာတော့ဟိုအာစာအုပ်တွေပါ යි ဂိုက်ဘုတ်တွေပါ යි ပါမှာပေါ့နော်ဒါပေမဲ့မပြောချင်တာကများသောအားဖြင့်ကဒီဓာတ်ကိုပဲအခြေခံပြီးတော့ဆရာဆရာမတွေကရေးထားတာရှင်းပြထားတာများတယ်ဒါကြောင့်မို့လို့ဒီ original rider weight ကိုပဲဝယ်စီချင်တာနော်ဝယ်ပါဒါဆိုရင်ဒီ emperor ကိုပဲကြည့်မတူဘူးတွေ့လား တရားဒီအမ်ဖာရာကန့်ကိုအဲ့တော့မတူအဲ့လိုမျိုးလေးပေါ့နော်အာရှိတယ်ပြီးတော့နောက်ဒီမှာဆိုရင်ဒါဆိုရင်သူဆိုရင် empress ဒါလည်း empress ပဲအဲ့လိုမျိုးပေါ့တော့မတူကြအောင် မတူတဲ့အခါကျတော့ဟဲဘလို့ဘလို့ပါလဲနေပါဖြစ်လာလိမ့်မယ်ဒီမှာဆိုရင်သူဆိုရင် the hangman ပေါ့နော်ကိုကျွမ်းသွားပြီဆိုရင်ကြိုက်တာဝင်ကိုလေးလာမယ် beginner အနေနဲ့လေးလာမယ်ဆိုရင်တော့ဒါပဲအရင်ဆုံးเนาะဒါလေးကျွမ်းဝါးကြီး မျက်စိထဲမှာမြင်နေပြီလို့ရပြီဆိုတော့မှခြာကတ်တွေဝင်เนาะဆိုတော့ဒါဆိုရင် the hangman အဲ့လိုမျိုးပေါ့เนาะမတူကြဘူးလို့ပြောပြတာကအဲ့တော့ဒါဆိုရင် the star တဲ့ခုနကလေခုနကပုံပြီးပြီးတော့နောက်ခု terror တင်မှာဆိုရင်သတိထားမိလားမသိဘူးနည်းနည်းเนาะ willis slit တွေရှိတယ်เนาะဒီလိုမျိုးအဲ့တော့အဲ့လိုလေရှိရဲဆိုတာဒါသူရဲ့ original ပဲလေเนาะ original ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြီးကိုသွားပြီးတော့ မရှိပါဘူးရုပ်နဲ့နာမ်ပဲရှိရတယ်မလားယောက်ျားတွေမိန်းမတွေမမမရှိတာဆိုတဲ့အခါကျတော့တိတ်ပြီးတော့အာယုံနေပါထားမနေနဲ့နော်ရုပ်လောက်ကတိတ်ပြီးတော့စိတ်ထဲထဲမှာအဲအဲ့လိုကြီးတော့ကြိုက်ပါ့ကွယ်တို့ပါတို့အဲ့လိုမျိုးယူဆရတယ်ဆိုရင်မောတော့ဒီမှာဆိုရင်ဒီမှာလေအဲ့မောဆိုရင်ဒီမှာဘောင်းမီလေးဆွဲပေးတာအမောမဆွဲတာဒီလိုမျိုးပေါ့နော်ကိုကသဘောတိတ်ကြအောင်ဘာညာအဲ့လိုမျိုးယူဆရဆိုရင်နော်အဲ့လိုမျိုးလေး နည်းနည်းလေးဖုံဖုံဖိဖိလုပ်ရင်လုပ်ပေးထားပါသူရဲ့ original တွေကတော့အဲ့လိုပဲဘွန်းဘွန်းရှင်းရှင်းပဲဘွန်းဘွန်းရှင်းရှင်းနေပြီဖြစ်တဲ့ခါကျတော့နည်းနည်းဟိုပေါ့နော်သူများဗာညာနဲ့တကြည့်တယ်ရှက်တက်တယ်ပြူတက်တယ်ဆိုရင်တော့ဒါလေးတွေတော့ရှိတယ်အဲ့ဒါကြီးကိုရှက်လို့ဆိုပြီးတော့အဲ့ဒါမွဲပဲမနေနဲ့သူကအာ original ပဲအဲ့ဒီသူတို့ရဲ့အဲ့ဒီဒီဟိုအထဲမှာလဲသူကအတိတ်ပဲရှိလားနော်အဲ့လိုမျိုးရှင်းရှင်းလင်းလင်းဒါဆိုရင် the store ဆိုရင်ဒါစတာအဲဒါကသူ့ကိုနည်းနည်းလေး copy လုပ်ထားတဲ့ modern sun နဲ့ the star အဲသူ့ဆိုရင်ဘောကအဲသူ့ အန်ဒါဝဲလေးတွေဝတ်ပေးထားလိုက်တယ်အဲ့လိုမျိုးလေးပေါ့နော် original တော့မလုံးဝမလုံးဘူးဘာလို့လဲဆိုတော့ဒါမွန်ရဲ့ပထမဦးဆုံး Montero ကိုလေးလာမယ်ဆိုပြီးတော့ရွယ်တဲ့အချိန်မှာမွန်ရဲ့ပထမဦးဆုံးဓာတ်ကလေးမလုံးမွန်ကရိုးရိုးတက်တက်အမျက်တနိုးလေးနဲ့ဒီကပ်ကလေးကရှိတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးဖြစ်ပါတယ်ဆိုတော့မွန်ကဒါလေးတွေမျှဝေပေးရဲဆိုတာအဝယ်မားမှလည်းစိုးတယ်ပြီးတော့နောက်ခုဈေးအရင်ကြည့်တဲ့ဟာတွေမွန်နဲ့အောင်နော်အဲဒါဒီမွန်ဝယ်တော့ဆိုရင် းတန်းခွဲလမ်းတည်ဒါဟိုဟာကို copy လို့လေလေးတန်းခွဲလမ်းတည်အဲလေးတန်းခွဲလေးတန်းရှစ်တောင်အဲ့ဝင်ချင်လောက်ရှိတယ်အခုဆိုရင်တော့ခုနှစ်တောင်ရှစ်တောင်လောက်ရှိတယ်ထင်တယ်တသိန်းဆိုတသိန်းအောက်ကလေးပေါ့နော်အဲ့လိုမျိုးရှိတယ်ထင်တယ် all copy ကိုလေအဲ့တော့မမမဒါအောက်ရှာအကလုံးခုနပြတဲ့ဓာတ်လေးရလဲ copy လေးကြီးပဲ အမမအစစ်ဆိုတော့မို့လက်ဆောင်လေးပေးထားတယ်တငယ်ချင်းလေးတယောက်ကနေမြတ်တာနဲ့လက်ဆောင်ပေးထားတဲ့အာဒီဒီဟာလေးပဲရှိတယ်ဒါကတော့မို့ထဲတော့ဒေတာတော့မှာအကြိုက်ဆုံးအကြိုက်ဆုံးထဲတော့အာဂျာတလို့ပြောလို့ရပါတယ်ထဲတော့ဒါဆိုရင် the empress တွေ့လားဒါက the empress เนาะမတူကြဘူးလို့เนาะအဲဒါကြောင့်မို့ဒါဆိုရင် the levels နော်ဒါ the lovers အဲ့လိုမျိုးပေါ့နော်ဒါတော့မိုးရဲ့အကြိုက်ဆုံး dark လေးဖြစ်ပါရဲ့ဒီ dark လေးอ่ะဆိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဒီချိန်ဒီမို့ကိုမိုးရဲ့ region ကိုလည်းလေ့လာပေးတယ်အခုမုံများဝေတဲ့ဒီ theory ပညာရက်ကိုလည်းဒါနင်းငယ်လေ့လာနိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျရင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့မို့ကိုအာမနီကအပိုင်းနေ့ရဲ့ comments လေးမှာအာ ညီမလေးတယောက်ကနေရေးထားတာပေါ့နော်အာမိုင်းနာအခါနာကတ်ကလေးတွေလည်းအဆင်ပြေတယ်ဆိုရင်မျှဝေပေးပါအောင်လို့ရေးထားတဲ့အတွက်ကြောင့်မလို့မွန်စူးစားပေးပါမယ်အဲ့တော့အကြောင်းတော့တချံတွင်ရတော့ပဲ့ရက်ကတိတ်မကြခင်မှာကုံတော့မယ်ပေါ့နော်ဆိုတဲ့အခါကျတော့မို့ဂျူရားဂျူချာမှာမို့စူးစားပေးပေးပါမယ် အဲအဲ့လိုမျိုးလေးတောင်းဆိုပေးတဲ့အတွက်လဲဒါဟိုဟိုယုံကြည်ပေးတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့မို့လောက်ပေးပါမယ်အဲဒါပေမဲ့အချိန်ကြီးတော့ခဏလေးစောင့်ပေးပေးပါဒီဟာလေးတွေကိုအရင်ဆုံးလေ့လာချပေးပေးပါမို့မိုင်းနဲ့အခါနာလေးတွေပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အစစအရာအဆင်ပြေကြပါစေရှင်အဲ့တော့မြန်မာ၂၁ရက်နေ့မှာအာဒီဒီနေ့ကစပြီးတော့ကောင်းသောဒါစစ်ချမ်းသာကိုချမ်းမာနဲ့ပေါ့နော်အာကောင်းသောအတွေ့အကြံအယူအဆ လေးတွေနဲ့နေထိုင်ပြောဆိုကြပါအစစရဆင်းပြေးကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့မုံငါဆုမုံငါတောင်းပေးပါရယ်မနုကဆုံလာတဲ့နေ့ပေါ့နော်မုံ post လေးတင်ထားတယ်အာဒီနေ့စံတရနေ့ကနေကဆုံလာပြီနေ့အထိမနုအထိတ်ထန်လေးတစ်ခုလောက်ကြမယ်လို့ပြောရပါတော့ဆိုတော့ ကြိုက်တာလို့ပါမိမိနှစ်သက်တဲ့အတိတ်တွေကိုကြိုက်တာလို့ပါကောင်းလို့ကောင်းသောအရာတွေပေါ့နော်ပါပဲလို့လို့ဒီကနေမှကစုံလာပြင်းနေကြီးနေတိုင်းအာ exercise လုပ်မယ် workout ဆော့မယ်ဆိုလဲဆော့ diet လုပ်မယ်ဆိုလဲလုပ်ဘာသာရေးလုပ်မယ်ဆိုလဲလုပ်စိတ်ကိုမတူအောင်တတိထားမယ်ဆိုပြီးတော့နေချင်တယ်ဆိုလဲနေလလပပနေချင်တယ် skin care မယ်ဆိုရင်လဲကဲဒါပေမဲ့အဲ့ဒီကစုံလာပြင်းနေအထီးကတော့တစ်ခုခုလေးအတိတ်တန်လေးနဲ့ ကောင်းသောကိုယ်အတွက်ကောင်းမှုအတွက်ပြုလုပ်ပေးပါလို့မောင်ကအထူးပြောပြပေးချင်ပါတယ်ကျေးဇူးများတင်ပါတယ်ကတ္တပါရှင်